လမ်းဘေးမှာဈေးရောက်ပြီတစ်နှစ်ကို350နဲ့ကျမဘော်ရာထားခဲ့ရပါတယ်ဟုတ်တယ်သာသမီတွေကိုကိုပိုင်ညောင်းနေထားခဲ့တယ်ဟုတ်တယ်အခုသာသမီတွေနိုင်ငံကြောက်ရောက်တဲ့အခါကျတော့ဟုတ်တယ်အမေတို့ကဖုံးမဆက်နဲ့အမေတို့ဖုံးစိတ်မကင်ကျင်တာအရာတွေပဲဆိုတော့ရှင်ထဲမှာနာကျင်လွန်လို့မှာကောင်းမှန်းကြကန်တတ်တဲ့ကွာမလေးရှားမှာကျမတို့ အောင်လာနေပြီပဝါကိုပေးဆက်ပြီးသွားခဲ့တော့လာစားထောက်ခံနေကြရဲ့အမေရေတားတော့မောက်စားခြင်းလို့တားမွေးနေလေးရောက်လို့တမီးတို့ကိုဖြစ်ဖြစ်လို့အလုံးမလုံးဝလို့ဟုတ်ပါပဲကြည်တာဘလို့ပါမကြည်ကျမမလာစားထုံးရင်ငါတမီးလေးဘို့ငါတားလေးဘို့ဆိုပြီးပဝါတွေပေးဆက်ပြီးပေးခဲ့ရတာလေအခုတော့ကျမမယောဂဖြစ်လို့မလုံးနိုင်တော့ရင်အနာဆုံးပါ အမေရဲ့တာတရုတ်စပီကင်တက်ချင်လို့ပါဆိုရော့ဆယ်သိန်းကျမရဲ့ဘဝအကြောင်းလေးကိုပြောပြချင်ပါတယ်။သာသမီဆိုတာမိဘတစ်ယောက်ကသာသမီ10ယောက်ကိုလှုပ်ကြွေးနိုင်ပါတယ်။သာသမီ10ယောက်ကမိဘတစ်ယောက်ကိုလှုပ်မကြွေးနိုင်ပါဘူး။မျိုးစိမမှန်ပင်မတန်းဆိုတဲ့စကားပုံကအခုတော့မှားသွားပါတယ်။နေနေပါဦးတော့ ကျမတို့မှာမျိုးစီတွေမှောင်အောင်လို့အပင်တွေပြိုးပြီးဘဝတွေကိုပေးဆက်ပြီးမလေးရှားအောင်သွားခဲ့ရပါတယ်။ဟုတ်ကဲ့။ဒါပေမဲ့တောင်းတမီတွေဆယ်ရောင်းနေအောင်ဘော်ရော်တွေထားခဲ့တယ်။ဟုတ်ကဲ့။တောင်းတမီတွေအဝေးတနေရာရောက်တဲ့အခါကျတော့ဟုတ်ကဲ့ဟုတ်ကဲ့။အမေတို့အမေတို့ပဲဖုံးဆက်ရင်ပတ်စံပတ်စံနဲ့ ကျမရှင်ထဲမှာအနာဆုံးမှာပဲကျမရှင်ထဲမှာတကယ်အနာဆုံးမှာဒုက္ခသာကျတဲ့နဲ့အပြစ်ကျမဆမတက်ခဲ့ပါဘူးတာသမီးလေးကိုကျမဘဝမျိုးကိုရောက်မှဆိုးလို့လမ်းဘေးမှာဈေးရောက်ပြီတနေ့ကို390နဲ့ကျမဘောရာထားခဲ့ရပါတယ်ဟုတ်ကဲ့သားသမီးတွေကိုကိုယ်ပိုင်ညောင်းနေထားခဲ့တယ်ဟုတ်တယ် အခုသားသမီးတွေနိုင်ငံကြောက်ရောက်တဲ့အခါကျတော့ဟုတ်တယ်အမေတို့ကဖုံးမဆက်နဲ့အမေတို့ဖုံးဆက်မကင်ကျင်တော့အရာတွေပဲဆိုတော့ရှင်ထဲမှာနာကျင်လွန်လို့မှာကောင်းမှန်းကြကန်တတ်တဲ့ကွာမလေးရှားမှာကျမတို့အောက်လန်းနေပြီးဘဝကိုပေးဆက်ပြီးသွားခဲ့တော့မှာမလေးရှားမှာအလုလုတယ်လာစားထောက်ခံနေကြအမေရေသားတို့မောက်စားခြင်းလို့ တောင်းဝင်းနေလေးရောက်လို့သမီးတို့ကိုဗစ်ဖြစ်လို့အလုံးမလုံးဝါလို့ဟုတ်ပါပဲကြည်တာဘလို့မှမဖြစ်ဘူးကျမမလာတာထုံးရင်ငါသမီးလေးဘို့ငါသားလေးဘို့ဆိုပြီးဘဝတွေပိတ်ဆက်ပြီးပေးခဲ့ရတာလေအခုတော့ကျမမယောဂဖြစ်လို့မလုံးနိုင်တော့ရင်အနာဆုံးပါဟုတ်တယ်ကွာတော်လိုက်ကြမိဘသားသမီးစေရောက်ကိုလှုပ်ကျွေးနိုင်ပါတယ် မိဘတယောက်ကိုတားလို့မိစေယောက်ကလုံမကျွေးနေအိမ်မှာအခက်ဒုက္ခနာချက်ကိုပြင်ပြနေတာကျမပြောမယ်ဆိုရင်တော့အများကြီးပါပဲကျမအမျိုးသားလဲဘဝတွေပိတ်ဆက်ခဲ့ရတဲ့ကျမတို့တွေတော်လန်းနေပြန်ပြီအပြန်ညစီရန်လျှောက်ခဲ့ရပါတယ်ကျမလက်ဆိုရင်ဒီမှာမြန်မာနိုင်ငံသွားတော့အကောင်းမှာအကျော်တွေအသားတွေကိုဒီဇိုင်းဆက်ပြီးဘဝတွေပိတ်ဆက်ပြီးသားသမီးတွေပညာတတ်ဖြစ်အောင်သင်ခဲ့ပါတယ် အမေရဲ့တာတရုတ်စပီကင်တက်ချင်လို့ပါဆိုရော့ဆယ်သိန်းတာကိုပိုင်ညောင်းဘော်ရပြန်တက်ချင်လို့ပါဆိုတက်အခုဆယ်တန်းနဲ့အောင်လို့ကျမတို့မလုံနိုင်တဲ့ဘဝကြတော့ကျမရှင်နေအနာဆုံးမှာကျမရှင်နေအနာဆုံးညာလောနေနေ ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့တော်တော်လေးကိုစိတ်မကောင်းဖြစ်မိပါတယ်ရှင်။မိဘဆိုတာတာသမီတိုင်းပေါ်မှာမပြောင်းလဲတဲ့မေတ္တာတရားရှိနေပြီမဲ့အဲတာသမီတွေရွေရောက်လာတဲ့အခါကျလို့ရှိရင်တော့အခုလိုမျိုးကိစ္စတွေဖြစ်ပေါ်လာတဲ့အခါမှာစိတ်မကောင်းဖြစ်မိတာတွေဝမ်းနည်းတာတွေခံပြင်းတာတွေမျောထွေးပြီးတော့ပေါ့နော်အခုလိုဗီဒီယိုလေးဖြစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်ရှင်။မိတ်ဆွေတို့လည်းကိုယ့်ရဲ့မိဘတွေအခုချိန်ထိတက်ရှိထင်ရှားရှိနေသေးတယ်ဆိုလို့ရှိရင်အချိန်မီပြည့်စုံဆောက်ရှောက်နိုင်အောင်လို့ဒီဗီဒီယိုလေးနဲ့ပြန်လည်ပြီးတော့ရှင်းအောင်လို့ဤနဲ့အသိပညာလေးတို့ဘူးတုဒအဖြစ်နဲ့မျှဝေလိုက်ရပါရှင်။